อาพาร์จ้ายาวไปช่วยเนี่ยผู้้ะนั้นแค่เนี่ยจเราบอกพัดเอ็มโอวันไม่ผมมาจารบาที่โมโมเบื่อเร็วๆไอ้ไม่ผมมาเดี๋ยวแม่แค่เนี่ยจ้ะ ြင်နေရတာကတော့မဲဆောက်မြို့ပြင်ကအမိုက်ပုံကြီးပါ။နေအိမ်တွေစာတင်ကျောင်းတွေထပ်မြင့်ပြီးတောင်တန်းကြီးတစ်ဖွဲမြင်နေရတဲ့ဒီအမိုက်ပုံကြီးဟာမဲဆောက်မြို့ကထွက်လာတဲ့အမိုက်တွေကိုစုပုံထားတာပါ။ဒီအမိုက်ပုံကြီးကိုယာနဲ့ခြီးတဲ့ရွှေပြောင်းမြမအလုသမားတွေဟာဆယ်စုနှစ်တွေနဲ့ခြီးပြီးတော့မိခိုခဲ့ကြရဖို့ပါတယ်။မိုက်ထဲကပါလာတဲ့ ပြန်ရောင်းစားလို့ရတဲ့ပစ္စည်းတွေကိုရှာဖွေပြီးရက်တည်ခဲ့ကြရတာပါလွန်ခဲ့တဲ့၃နှစ်လောက်ကတော့ထိုင်းအနာပိုင်တွေကအမိုက်ကောက်ခွင့်တားမြစ်လိုက်တဲ့အတွက်မြန်မာတွေဟာအဲ့ဒီအမိုက်ပုံကြီးကိုနှီခိုးလုတ်ကင်ခွင့်မရတော့ပါဘူးဒါပေမဲ့အခက်အခဲမျိုးမျိုးကြောင့်ဒီအမိုက်ပုံကြီးဘေးမှာပဲနေရာငှားရမ်းနေထိုင်နေကြရစေဖြစ်ပါတယ်အမိုက်ပုံကြီးကိုနှီခိုးခွင့်မရတော့ပေမဲ့ဒီအမိုက်ပုံကြီးကထွက်လာတဲ့အညစ်အကြေးနဲ့အနက်အသက်တွေကတော့ ူတို့တွေပေါ်ကိုတက်ရောက်မှုရှိနေစေပါ။အာမောရသိစုပို့ဆိုတဲ့ဘွက်တွေလဲနာချာလမ်းချောင်းလို့မရဘူး။ဘွက်တွေဒါပဲ။အိုက်ကနေပြီးတော့ဟိုကအပုတ်ကြီးအမှိုက်ပုတ်ပွားအပုတ်ကြီးကြတော့ပို့ဆိုအာလူကဘယ်လိုလဲ။ခွေးတွေပေါ်ပေါ်ဖင်ထိုင်လာတယ်လို့ပဲအနံပေါင်းဆုံး။ရှင်အနံ့နဲ့နန်းလာတော့ရင်ထဲမှာစုပ်ပြီးခေါင်းနဲ့ငူလာပါချေ။လူကဟိုကထုံကင်းရင်လည်းဖြစ် အာကောင်အားပြတ်သဘောမျိုးဖြစ်အနမ်းတိုက်ကြီးကဘယ်လိုလဲဆိုတော့ပြောကြမဆွင်ရင်တော့မှုံထုံပြီးတော့တစ်ခါတစ်ခါကြရင်အတက်မရှိဘူး။ညာဘက်ဆိုလည်းမအိမ်နဲ့နေခင်းဆိုတော့ဟိုလို့ရကြောရသွားမဲ့ဆိုပြန်တော့လည်းအဖမဆုံးမတန်ပြည့်နေတော့မသွားနိုင်ဘူး။လရှိကာလာဟာစောင်းဝဖြစ်လို့လေနုအေးအေးလေးတွေတိုက်နေပေမဲ့အဲ့ဒီလေအေးနဲ့အတူအမိုက်ပုံရဲ့စိုးရတဲ့အနံ့တွေလည်းပါလာပါဗျ။ ထိုင်းဆိုရကမြို့ပြနဲ့ဝေးရမှာအမိုက်ပုံကိုထားပေမဲ့ရွေးချယ်စရာမရှိတဲ့မြန်မာရွှေပြောင်းတွေကတော့ကတ်တွေနေကြရတာပါဒီရက်ကွက်မှာ နေရာကနန်းနီးပါးရှိပြီးတော့နေနေရာငှားရမ်းကအတွက်တလကိုဗတ်နေရသာပေးရတာဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုရင်ကျပ်2000ကျွဲဝင်းကျင်ပါသူတို့တက်နိုင်တဲ့ဈေးဖြစ်ပေမဲ့ကျမကြီးအတွက်ကတော့စိန်ခေါ်မှုတွေရှိနေပါတယ် ဒီမိုက်ပုံကတော့လေသူကအမြဲစိနေတယ်ကိုကလည်းတက်နေရသွားဘူးอ่ะဆွေးဖို့ပြုဖို့อ่ะမိသားစုနဲ့ကြားတယ်ဟုတ်လားကို့မှာအခက်ခဲကြပေါ့အအဆင်မပြေနဲ့ပိုင်လိုပဲသူများတော့နေနိုင်နေဟဲ့ကိုလည်းနေရမယ်ဆိုနေစိတ်တက်နေပဲဒီလိုပဲတိတ်ကြီးခံနေရတာဟုတ်လို့တော့ကိုမျိုးကိုရွာလည်းမဟုတ်ဆိုတော့ဒီမှာနေရတယ်ဆိုတော့အဲ့လိုပဲအခါတလေလဲပြောမဆိုရင်အနန်းနန်းတဲ့ခါကြရင်တော့လေတဏီကုံတော့မဟုတ်ဘောလူလေးတွေလိုက်နန်းလေနန်းတဲ့ခါကြတော့လေ ကိုတညာတညာခဏလမ်းဆောက်လိုက်တာပေါ့ဘယ်လိုလဲတညာလမ်းဆောက်လိုက်တယ်လမ်းဆောက်လိုက်လည်းကောင်းသွားတယ်အမတန်အခုကျမကြီးမကောင်းတဲ့ခါဆိုရင်အဲ့ရမှာလဲတဲ့ခါကြရင်တော့တော်တော်ခံစားရတယ်ဒီမိုက်ပုံကြီးဘေးကရွှေပြောင်းဒေသခံတွေဟာစားဝတ်နေရေးအတွက်ကြံခုတ်ပြောင်းချိုးအလုပ်နဲ့တောင်ယာအလုပ်တွေကိုလုပ်ကင်ကြသလိုရန်ဖန်ရန်ခါလာရောက်လှူဒန်းသူတွေကိုလည်းအားကိုးနေကြရတာရှိပါတယ်ဒီမှာလူငယ်တွေနေပါတယ် ်ဗန်ကောက်အပါဝင်မဲဆောင်မျိုးပေါ်ကိုတက်ပြီးအလုံးလုံးကြရင်နဲ့ဒီရက်ကွက်ကိုစွန့်ခွာသွားကြပေမဲ့အသက်ရွယ်ကြီးသူတွေမိဘတွေကတော့ဒီမှာပဲဆက်ပြီးတော့နေရခဲ့ကြရတာလို့ပြောပြပါဗါးဘေးမှာရေကန်ကြီးရှိနေပေမဲ့အမိုက်ပုံကစီးကျလာတဲ့အပုပ်ရေတွေကဒီကန်ကြီးတဲ့ကိုနေစဉ်စီးဝင်ရာကနေတုံးမရတော့ဘဲနဲ့ရေပြက်လက်မှုတန်ကိုလည်းခံစားနေကြရပါဗါးတော်လင်းနဲ့ โอ้นี่ตะกะกะลาลุเสียงอะนั่นคันนาวเลยอะดิมันนายีดิมันนายีดิอ่ะเนาะยีอ่ะละดียีละอิงเนาะยีอ่ะสั่นแหละดียีอิงเนาะยีจีกินเนาะป้าอ่ะโอ้มาปองอ่ะนี่ชินละได้ยีเลยมาปองอ่ะชินละได้ยีดิဒီမှာပဲကြာတာပေါ့ဒီမှာပဲတလုံးလုံးဆင်းတာဒီမှာတလုံးလုံးဆင်းဒီရေလေးသုံးလေးရရင်ကိုသုံးခွေးရမယ်ဆိုရင်တော့အကုန်လုံးတော့အရှင်ပြေတော့ပေါ့ထောင်းနေတော့ပေါ့ အခုကဒီကြီးတွေ့ကြောက်လဲတခါစာဘူးနီရဲ့လဲတမော့နော်အလောအလဲတခါလဲကြက်သေးအလောအလဲအလောလဲမပေါအမိုက်ဟာတကဘာလုံးဆိုင်ရာတဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုရှိနေတဲ့ပြဿနာဖြစ်ပြီးတိုးတက်လာနေတဲ့ခေတ်မှာပလတ်စတစ်အသုံးပြုမှုကလည်း တနေ့ထက်တနေ့မြင့်တက်လာနေတာပါမြန်မာနိုင်ငံမှာဆိုရင်လေတရက်ကိုအမိုက်တန်ချိန်900လောက်ထွက်ရှိနေတယ်လို့ Institute of Global Environmental Strategy နဲ့တက်မြန်မာတို့ပူးရွေးပြုစုထားတဲ့2020ခုနှစ်ထုတ်ဘူဝရရေးရာအစီရင်ခံစာအရကြည်ရပါတယ်အမိုက်တွေဟာလေတုညဉ့်ညမ်းမှုတွေရေစိုးတွေနဲ့မြေစည်းလွှာပျက်စီးမှုတွေအပြင် လူကျန်းမာရေးကိုပါချိန်ချောက်နိုင်တယ်လို့ ၊သွားပဝင်းကျင်ဆိုင်ရာပညာရှင်တွေကထောက်ပြကြပါဗျ။ ကျွန်တော်တဘာပေါ်ညင်ထိခိုက်မှုတွေပြောတဲ့အခါမှာကျွန်တော်တို့ဒီအာပထမအဖြစ်ဒီလေးလူညံမှုတွေဖြစ်စေနိုင်တယ်နောက်ပြီးရရှိဆိုးတွေကျွန်တော်တို့ဖြစ်စေနိုင်တယ်နောက်ပြီးညီစီတော့ဖြစ်စေမှုတွေဖြစ်စေနိုင်တယ်ပေါ့နော်ဆိုတော့ဒါတွေကတဘာပေါ်ညင်ထိခိုက်မှုတွေအထူးသဖြင့်ဒီအနီးနားမှာနေတဲ့ဒေသခံတွေဟာဒီတဘာပေါ်ညင်ထိခိုက်မှုခံစားနိုင်တယ်တစ်ချက်တစ်ဖက်ချင်းမှာလည်းဘာရှိလဲဆိုတော့ဒီလူချမ်းမာရေးထိခိုက်မှုတွေပေါ့ခုနကပြောတဲ့တဘာပေါ်ညင်ထိခိုက်မှုတွေကြောင့်လူချမ်းမာရေးထိခိုက်မှုတွေကျွန်တော်တို့အများကြီးဖြစ်စေနိုင်ဥပမာအဖြစ်ဝင်ပြောင်းဝင်ရှော်ရော ောင်တာမျိုးအစာစိတ်တင်တာမျိုးအခြေပြားရရင်တာမျိုးအသက်ရှင်လမ်းကြောင်းဆိုင်ရာရောဂါမျိုးဖြစ်တာမျိုးလေပေါ့နော်နောက်ဆက်တွဲကျွန်တော်တို့ဒီကန်ဆာအထိပါဖြစ်စေတဲ့ပြဿနာတွေဖြစ်စေနိုင်အဲကျွမ်းနိုင်တယ်ပေါ့နော်မဲဆောက်အမိုက်ပုံကြီးပြေကရွှေပြောင်းမြန်မာတွေမှာလဲတက်ရှူကြက်တာရေပြားယောဂါနဲ့ဝမ်ပြက်ဝမ်ရှော့တာတွေကြုံတွေ့နေကြရတယ်လို့သိရပါတယ်ဒီလိုကျန်းမာရေးစင်ခုံမှုတွေစားဝတ်နေရေးစင်ခုံမှုတွေနဲ့အကြအတဲမျိုးစုံရှိနေတဲ့ဂျာကကိုမျိုးအောင်တို့ဟာ ီအမိုက်ပုံကိုမစွန့်ခွာနိုင်ကြတဲ့အခြေအနေတွေရှိနေပါတယ်။ကိုကလည်းကိုနိုင်ငံရေးမအီဂျန်တဲ့တွဲကြောင့်လို့ပဲကိုလည်းဒီမှာပဲကိုလည်းကိုလည်းဒီမှာပဲတော့ကခံနေရတော့ပြောမှဆိုရင်တော့ကိုလည်းနေချင်လို့နေတယ်လည်းမဟုတ်ပါဘူး။